ျွန်တော်မိတ်ဆွေများအလုံးပေးမိင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီနေ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် update ၃လုံးကိုပြန်လည်ပြသမှာဖြစ်ပါတယ်ဗောနော်ကျွန်တော်ဒါကတော့ပြီးခဲ့တဲ့တစ်ပတ်နီးအဆက်ဖြစ်ပါတယ်ဒီ9တုံများတဲ့ update မှာဆိုလို့ရှိရင်009 9ဖြစ်ပါတယ်ဗောနော်အဲဒါကြောင့်မို့ဒီ9 update 009 9တုံများ update 9တုံများတုံများ9 update 300 6 update 694ဆိုပြီးဖြစ်ပါတယ်နီး3လေးထဲက3 update 963 9 update 68 9 ခနှစ်အပိတ်နိနေခွန်ပါနော်ရှေးအပိတ်3ရှေးရှေးကိုအပိတ်3တောင်ညာကိုနေအပိတ်3 9နေနေအပိတ်က3ကိုနေစုပြီးဖြစ်ပါတယ်ပြီးရောကြီး6ခွန်8ထက်က6အပိတ်နေလေး6 4အပိတ်3နေလေးနေအပိတ်6 9နေ9အပိတ်6 6 9 6အပိတ်3 9 6 6အပိတ်6 4 6စုပြီးဖြစ်ပါတယ်။ Okay ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်မှာ6ခွန်6 6ခွန်8အပိတ်ပုံတူနီးနှမျိုးဖြစ်ပါတယ်ဗောနော်။ နေနှမျိုးစလုံးဒီ68 68 68ဆိုပြီးယာနေတာဖြစ်ပါတယ်အဲ့မှာဒီက68ဆိုပြီးဖြစ်ပါတယ်ဗောနော်68ဆိုတဲ့အတွက်ကြောင့်မို့ရှေးအပိတ်ဖြစ်ပါတယ်ခင်ဗျာရှေးအပိတ်ဒီမှာလဲရှေးအပိတ်68ဖြစ်ပါတယ်အခေတားလေးကိုကျွန်တော်တို့ဆက်ကိုအချိန်အတွက်အသုံးလိုတဲ့မိုက်ဆွေများအတွက်ကျွန်တော်တို့ပြန်လည်ပြောတာမှာဖြစ်ပါတယ် Okay ဒီနောက်ထပ်ကျွန်တော်အပိတ်လေးလုံးကိုလည်းပြန်လည်ပြောတာမှာဖြစ်ပါတယ်ဗောနော် အခုကတော့ကျွန်တော်အပိတ်တော့လုံးနီးအဆက်ဖြစ်ပါတယ်ကျွန်တော်ပြခဲ့တဲ့နီးအဆက်ပါနော်ဒီတစ်ပတ်မှာ8698ဖြစ်ပါတယ်8698008353ပြ8939639ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်တွေ့နီးကတော့ဒီတုံမြကိုနှစ်ကြိမ်ပေါင်းနေအတွက်ရှစ်ကိုနှစ်ကြိမ်ခုနှစ်မှာတစ်ကြိမ်၆မှာနှစ်ကြိမ်ပေါ့နော် အာပြီးရင်ဒီတောင်မြောက်မှာတစ်ကြိမ်ဆိုရင်သုံးမှာတစ်ကြိမ်သုံးနဲ့နေနဲ့မှာတစ်ကြိမ်စီနေနဲ့သုံးညနဲ့မှာတစ်ကြိမ်စီခွန်နဲ့ဒီခွန်မှာယူတဲ့အတွက်ရှောက်မှာတစ်ကြိမ်ငါးမှာတစ်ကြိမ်အပေါင်းခွန်ဖြစ်ပါတယ်ရှင်းနှကြိမ်16ဖြစ်ပါတယ်ရှင်းနှကြိမ်16ရှောက်နဲ့ခွန်ပေါင်းရှင်းဒီ73ပေါ့နော်ရှောက်နှကြိမ်ငါး72ဆိုတော့သုံးနဲ့နေပေါင်းရှင်းဒီ9ဖြစ်ပါတယ်ခင်ဗျာဒီသုံးနဲ့နေပေါင်း9ပေါ့နော်9နဲ့ဒီသုံးနဲ့ပေါင်းရင်10ဖြစ်ပါတယ် နင်းနန်းဒီတောင်ညာနဲ့ပေါနာကနစ်ရှောင်းနန်းကပေါနာက73ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီရှင်းနဲ့နင်းနဲ့ပေါရင်တစိပေါ်တော့ပြီးရင်9နဲ့ဒီ10နဲ့ပေါရင်ရှောင်းရှောင်းနဲ့ခွန်ပေါင်း73ဆိုတဲ့အတွက်ဒီ69ချိန်မှာဒီတော့ဒီနည်းအရာ345အပိတ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒီမှာတော့ကျွန်တော်345အပိတ်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်နောက်ထပ်တစ်မျိုးကကြာတော့နောက်ထပ်တစ်မျိုးကကြာတော့ကျွန်တော် ဒီအပန်းရောင်တိနဲ့ရှယ်ထားတဲ့ဟာပေါ့အောင်မှာဖြစ်တယ်ဗောနော်ဒီ9နဲ့ခွန်ပေါင်း၈၀နှစ်နည်းနဲ့3ပေါင်း5ဗောနော်9ကို3နဲ့ပေါင်း6 6ခွန်8ဆိုပြီးဖြစ်ပါတယ်ဒီခွန်နဲ့6ရယ်9ရယ်အပေါင်း3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ဒီမှာ6နဲ့9နဲ့ပေါင်းတာ17 17နည်းနဲ့ဒီခွန်နဲ့ပေါင်းရင်9ဆိုတဲ့အတွက်ကြောင့်မို့ဒီတစ်ပတ်မှာတော့အပိတ်တဏီမဟုတ်တဏီကပြတ်မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကနဲ့ကပုံတူမနေဘူးဗောနော် ကျွန်တော်ဒီအပေါ်မှာ6868ဒီမှာတော့6868 960တဲ့အတွက်6အပိတ်ပုံတူတယ်ပေါ့နော်ဒီမှာ960 960တူတယ်ဒီအပေါ်မှာလည်းရှိသေးတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်345နဲ့93များတင်နေဆိုပြီးဖြစ်နေတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီအပိတ်နည်းနှမျိုးထဲက3မျိုးမဟုတ်3မျိုးကတော့ပြတ်မှာဖြစ်ပါတယ်ခင်ဗျာโอเคဒါကတော့ကျွန်တော်မဲဆွေများဒီ345ကိုကြိုက်တယ်ဆိုရင်345ကို3ပေါ့နော်ဒါမှမဟုတ်93များတိကိုကြိုက်တယ်ဆိုရင်93များတိကိုပဲ3သာပို့ပြီးတော့ကောင်းမယ်ပေါ့နော် โอเคဒါကတော့ကျွန်တော်တင်ချနေအရာပေါ့နော်ဒီနေစာကနေတော့ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်မှာနီးနမျိုးစလုံးအောင်ကြည့်တယ်ဆိုပေမဲ့ဒီတစ်ပတ်မှာတော့နီးနမျိုးစလုံးမှာပုံသူကနန်းပါမနေတဲ့အတွက်ကြောင့်မဖြစ်ပါတယ်ဒါကြောင့်မကျွန်တော်ကနောက်ထပ်နီးအက်ဒစ်တစ်မျိုးကိုကျွန်တော်အတူတူထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်โอเคဒါလေးကတော့ကျွန်တော် update ၄လုံးဖြစ်ပါတယ် update ကနန်း၄လုံးဒီခွန်ခွန်ကိုကနေစာပြီးတော့လေ့လာကြည့်အောင်ပေါ့နော် ဲ့မှာရှစ်ကိုရှင်းနေမြောက်ထားတာဖြစ်ပါတယ်ရှစ်ရှစ်လေး60နဲ့၄၄နဲ့9နဲ့ပေါင်းရင်တစ်ပေါ့နော်တည်ရင်မဲ့9ငါးလီကာ30ဖြစ်ပါတယ်ခင်ဗျာ3ည3တလီယာ3ပေါ့နော်6နဲ့9ပေါင်းတာက15ဖြစ်ပါတယ်ဒီ9နဲ့ထပ်ပေါင်းတာဖြစ်တယ်ခင်ဗျာအဲဆိုရင်3နဲ့9နဲ့ပေါင်းရင်35နဲ့ဒီ1နဲ့ပေါင်းရင်6ရတယ်ပေါ့နော်အဲ့ဒါလေး6ကိုနောက်ထပ်3နဲ့ပေါင်းတာဆိုရင်6နဲ့3ပေါင်းရှင်9 10 3ညကို9နဲ့ပေါင်းရှင်9 ရှောက်ကို39အပိတ်ထဲက839 39ဆိုတဲ့အတွက်ကြောင့်မို့39အပိတ်ဖြစ်ပါတယ်။ဒီမှာဆိုရင်39အပိတ်839 39ဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒီနေ့အတိုင်းပဲကျွန်တော်9 8 40 40နဲ့ခွန်ပါနော်။9 9 20နဲ့9ဖြစ်ပါတယ်။8 3 9 25 4 8 8ပေါင်းတာစနစ်ကိုဒီ8နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။အဲဆိုရင်ဒီနေ့နဲ့8နဲ့ပေါင်းရင်10ဒီ9နဲ့9နဲ့ပေါင်းရင်10ဒီမှာ9တလုံးကျန်နေပါနော်။ ဒါကြောင့်မို့ခွန်ကို3နဲ့ပေါင်းရှင်း30တိတိကို9နဲ့ပေါင်း6ခွန်တုံများတိ6မှာ3ခွန်ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3ခွန်ခွန်ဆိုတော့ခွန်နဲ့အပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်ပေါ့နော်ရှစ်ရှစ်လေး60နဲ့လေးလေနဲ့ဒီ3နဲ့ပေါင်းရှင်းကလည်းခွန်ဖြစ်ပါတယ်ငန်းကားလီက20နဲ့က83လီ20နဲ့လေး6နဲ့3ပေါင်းရှင်းဒီ9ဒီ3ညာနဲ့ထပ်ပေါင်းတာဖြစ်ပါတယ် အရှင်ကျွန်တော်9နဲ့4ပေါင်9 9နဲ့9ပေါင်တာ16ရှင်းနဲ့9ပေါင်15ရာတွေပေါ့နော်။ဒါကြောင့်မို့ကျွန်တော်9ကိုတိတိုးတာဆိုရင်6 sorry 9ကို3နဲ့ပေါင်တာပေါ့နော်9နဲ့3ပေါင်ရှင်းဒီ6ဖြစ်ပါတယ်။9နဲ့3ပေါင်6 6ကိုတိတိုးတာ9 9ကို9နဲ့ပေါင်ရှင်းဒီ7 5 6 9 4 6 9 4 6 9 4 6ဆိုပြီးဖြစ်ပါတယ်။အဲ့မှာတော့ထက်လေးပိတ်3လုံးအပါဖြစ်ပါတယ်ပေါ့နော်။ဒီ4ကတော့အပိတ်6 9 4ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ โอเคအဲ့ဒီနေ့အတိုင်းပဲကျွန်တော်နောက်ထပ်တစ်ချိန်ဆက်သွားကြအောင်ပါနော်ဒီမှာ၈က9ချိန်၈90နဲ့နေ့ဖြစ်ပါတယ်ငား9လီက20နဲ့ငား9 3လီ20နဲ့ခွန်းငားနဲ့တမန်နဲ့ပေါင်းရှင်းဒီငားကိုဒီအနောက်ကငားနဲ့ထပ်ပေါင်းတော့ငားနဲ့ငားပေါင်းရှင်း30ငားနဲ့ခွန်းပေါင်းတာ7နှစ်နေ့နဲ့ဒီနေ့နဲ့ပေါင်း၄ရာတဲ့အတွက်ကြောင့်မို့လေးကိုကျွန်တော်၃နဲ့ပေါင်းတာဆိုရင်ရှင်ခွန်းတိတူတာ၈၈9ငားနဲ့ပေါင်း73 4083မှာ963ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ 963ဒါတမော3ဒီအပိတ်ဖြစ်ပါတယ်ခင်ဗျာ3အပိတ်963โอเคနောက်ထပ်တစ်ချိန်ဆက်ကြည့်အောင်ပါเนาะ89956ရှောင်းနှန်း9ပေါင်း71 3945ပါเนาะ9345ခွန်ရနှစ်ရ9ခွန်ပေါင်းရှင်းက16တုံည99ပေါင်း10တင်းနဲ့6ပေါင်းရှင်း9ရာရီအတွက်ကြောင့်မို့ခွန်ကို3ပေါင်းရှင်း10တစ်တစ်ကို9ပေါင်း6ခွန်တုံည16မှာ 校区公司被批保的，校区公司老经常对着可能被批保的，看呀，那他的钱包呢？那他的钱包，校区的那些是，是搞地产的公司内部呢？那他阿东里个是阿阿东里是阿，可能对面的保险公司，瞧那他帮了，对阿阿帮的谁？可能对那那家保险的谁？他妈可能都弄假没帮了。 အားကြောင့်မခွန်တုံများတိလျှောက်အပိန်ပဲထပ်ပြီးရနေတာဖြစ်ပါတယ်။နိနိခွန်ဖြစ်ပါတယ်ဗောနော်။ရှောက်ရှိခွန်ပြီးတော့နိနိခွန်ဆိုတဲ့အတွက်ကြောင့်မို့ခွန်နဲ့အပိန်ပဲဖြစ်ပါတယ်ခင်ဗျာ။တဖန်နောက်ထပ်တစ်ကြိမ်ဆက်ကြည့်အောင်ဗောနော်။အာနိကိုလီဒီ78ဖြစ်ပါတယ်ခင်ဗျာ။ရှင်ငါလီ40 33လီ9နေနဲ့ငါအနေနဲ့လေးပေါင်းရှင်းဒီ6ကိုဒီ6နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်6နဲ့ကျိန်7နဲ့ရှင်းနဲ့ပေါင်းရင်20ဒီမှာ9လုံးကျန်တဲ့အတွက်ကြောင့်မို့ ကိုသုံးပေါင်းရှင်ဒီစနစ်နှစ်ကိုတတူသုံးသုံးကို၅နဲ့ပေါင်းချစ်ကိုနှစ်သုံးရှစ်အပိုင်းမှာသုံးရှစ်ရှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာသုံးရှစ်ရှစ်ဆိုတော့ရှစ်အပိုင်းသုံးရှစ်ရှစ်ဖြစ်ပါတယ်โอเคအနောက်ထပ်တစ်ကြိမ်နှစ်ရှစ်လီ၁၆ဒီ၃ပေါ့နော်၅တော်များလီ၃ညာ၆၃လီ၁၈တင်းနဲ့၆ပေါင်းရှင်ခွန်ဒီ၆နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ၃နဲ့ခွန်ပေါင်းရှင်တဲ့စိဖြစ်ပါတယ်ခင်ဗျာ ဒီ6နဲ့6ပေါင်းတာဆက်နေ10နဲ့ပေါင်းရင်30ပေါ့နော်။ဂျာလာလေး3ညကို3နဲ့ပေါင်း3 4 4ကို5နဲ့ပေါင်းချင်းကို3ည3 4ကိုအပိမ့်မှာ3 3ည9ဆိုပြီးဖြစ်ပါလေ။အဲ့ဒီမှာလေ3လုံးအပါဖြစ်ပါလေခင်ဗျာ။ကိုအပိမ့်ပေါ့နော်။ Okay နောက်ထပ်ကျွန်တော်ဒီ3 3ည9တပင်ကနေဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ။ည8 46ဖြစ်ပါတယ်။ နေ့ရှင်းလေး၁၆ရှောင်းနဲ့၃ပါရှင်း၉ပေါ့နော်ရှင်းကားလီ၄၀ကိုတောင်းချိန်၃၀နဲ့ခွန်နေ့နဲ့တက်ပေါနာက၃ဒီတုံးနဲ့ထပ်ပေါတော့ခွန်နဲ့၃ပေါ၃၀ကိုနဲ့၃ပေါရှင်းဒီ၁၂ရာရဲ့အတွက်ကြောင့်မို့နေ့နေ့ကို၃ပေါရှင်းဒီ၅၅ကိုတူတာ၆ရှောက်ကို၅ပေါ၁၁နေ့၅ရှောက်တက်မှာ၃၅နှစ်ဖြစ်ပါတယ်ခင်ဗျာ၃၅နှစ်အားကြောင့်မို့အဲ့ဒီနေ့ဒီအပိတ်၃၅နှစ်ဖြစ်ပါတယ် နောက်ထပ်9840 40ပေါ့နော်9939 3ကနေဖြစ်ပါတယ်9840 40 3 9လီ30 93ချိန်20နဲ့ခုတင်းနေ၄ပေါင်း၈၅၄3930 94ပေါင်း900ဟုတ်မယ်ပေါ့နော်ဒါကြောင့်မဟုတ်ကိုနေ38အပိတ်ဖြစ်ပါတယ်9နေ38 39နေ38ကိုနေ38အပိတ်ဖြစ်ပါတယ်3 9ှနေဖြစ်ပါတယ်3နေအဲ့ဒီမှာလေ3လုံးအပါဖြစ်ပါတယ်ခင်ဗျာနေအပိတ်3 9နေဖြစ်ပါတယ် โอเคနောက်ထပ်3ခုနှစ်ကနေနောက်ထပ်တစ်ကြိမ်ဆက်ပြီးကြည့်အောင်ပေါ့နော်ရှင်း9လေး40 43တုံညာ33တီက9တုံညာနဲ့ခွန်ပေါင်းခွန်ကိုဒီ3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခွန်3ပေါင်း30 39ပေါင်း82ရတဲ့အတွက်ကြောင့်မို့196ဒီအပိတ်ဖြစ်ပါတယ်ဒီမှာပါတယ်ပေါ့နော်ညလေး6ဆိုပြီးဖြစ်တယ်ခင်ဗျာဒါကြောင့်မို့6အပိတ်ညလေး6ဖြစ်ပါတယ်โอเคနောက်ထပ်တစ်ကြိမ်ပေါ့နော် ကိုရှင်လီ90နဲ့နေနေနေပေါင်းရှင်လေးကိုငါလီ40နဲ့ငါ3တော်မြလီ3ညတင်းနေကိုပေါင်း3ညအတီ6နဲ့ထပ်ပေါင်းတော့၄နဲ့6ပေါင်း30မှာငါအတလုံးကြံနေပါနော် အားကြောင့်မို့ငါကိုဒီငါကို3ပေါင်းရှင်ဒီ6ကိုကိုငါပေါင်း14ငါ6 4အပိတ်ထဲကနေနေရှောက်ပြီးတော့3နဲ့4ဖြစ်ပါတယ်3နဲ့4ဆိုတော့ဒီ4အပိတ်ပေါ့နော်နောက်ထပ်တစ်ကြိမ် ၈နလီ၁၆ရှောင်းနဲ့၃ပေါင်းရှင်း၉နင်း၅လီ၃၀ငါ၃ချိန်က၅၅တိတိပေါင်းတာနှစ်၉နဲ့၅ပေါင်း၁၄ပေါ့နော်၄နဲ့၂ပေါင်း၆၆ကို၃ပေါင်းရှင်း၉ကိုနှစ်၃၈အပိတ်ဖြစ်ပါတယ်၉နှစ်၃၈အဲ့ဒီမှာလေးပါတယ်ပေါ့နော်အဲ့မှာရှင်း၅နှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာရှင်း၅နှစ်ဒါကြောင့်မို့ဒီနှစ်ဒီအပိတ်ရှင်း၅နှစ်ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်၉၅ 1990နှစ်နှစ်ပေါ့နော်ဒီမှာ၈ကြိမ်တင်းနေပေါင်ကို1990နှစ်နှစ်ငါးငါးလီ20နဲ့ငါးငါးသုံးလီလဲ15တင်းနေနှစ်ပေါင်း13ငါးငါးပေါင်း10နင်းနေသုံးပေါင်းငါးငါးနဲ့တင်းပေါင်း6ရှောက်ရရတဲ့အတွက်ကြောင့်မို့ရှောက်ကို3ပေါင်း9 10 5ရှောက်ကိုတောင်ရကအပိမ့်မှာရှေ့ရှောက်ငါဆိုပြီးဖြစ်ပါတယ်ခင်ဗျာရှေ့ရှောက်ငါဒါကြောင့်မို့ငါကအပိမ့်ဖြစ်ပါတယ်

နောက်ထပ်တစ်ကြိမ်ပါနော်ရှင်းကားလီ40 43နဲ့3 93လီ55 33လီ3 3မြန်းနဲ့နှစ်ပေါင်းတာနှစ်ဆိုတော့ဒီ3နဲ့နှစ်ပေါင်း5 5နဲ့ပေါင်းရင်10ဒီ3နဲ့ဒီ3မြန်းနဲ့ပေါင်းရင်33ဆိုတဲ့အတွက်ကြောင့်မို့36 9နှစ်ပဲထက်ရတယ်ပေါ့နော်6 4 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3 5 6ပြီးတော့6 4 6ဆိုတဲ့အတွက်ကြောင့်6အပိတ်ဖြစ်ပါတယ်နောက်ထပ် ပောင်ခွန်ရှောင်းနေကားပေါင်း73တင်းနဲ့ခွန်ပေါင်း8ရှင်းနဲ့တုံနဲ့ပေါင်း8ဆိုတဲ့အတွက်ကြောင့်မို့89 89 9 3ပေါင်း8 7ရတယ်ဗောနော်ရှင်းနဲ့3ပေါင်း73 7ညေကော9ပေါင်း8 9 8တင်းနဲ့ခွန်အပိဆိုပြီးဖြစ်ပါတယ်အဲ့မှာ9ခွန်8ဆိုတဲ့အတွက်ကြောင့်မို့8ဒီအပိဖြစ်ပါတယ်ခင်ဗျာ8အပိ9ခွန်8ဖြစ်ပါတယ် โอเคဒီ79ချိန်မှာတော့ကျွန်တော်88လေး64နဲ့9ပေါင်းရှင်းဒီ73ရာတယ်ပေါ့နော်ခွန်9လီ30နဲ့9 33ဒီ9 9နဲ့2ပေါင်းတာကခွန်ဆိုတော့ဒီ3ရာခွန်နဲ့ပေါင်းရင်30 9နဲ့9ပေါင်း74ရာတဲ့အတွက်ကြောင့်မို့ကျွန်တော်လေးကို3ပေါင်းရှင်းဒီခွန်ရမယ်ပေါ့နော်ခွန်ကိုတိတူတာ88နဲ့9ပေါင်းရှင်းဒီ73 6ခွန်83အပိတ်စီဖြစ်ပါတယ်ခင်ဗျာ လေခွန်ရှိတုံးပါနော်ခုနက3 4 9 90တိဆိုတော့3 4 9 90တိ3 4တူတယ်ပါနော်โอเคဒါကတော့ဒင်ချာနေအရာပါနော်ကျွန်တော်ဒီနေ့အရာကျွန်တော်အမိုက်ရှင်များလေ့လာလို့ရအောင်ရည်ရွယ်ပြီးတော့ညာလေးများ vision ဖြစ်ပါတယ်ဒီနေ့ဒီကျွန်တော်3ညာလေးဒီရှစ်လျှောက်ခွန်6တုံးများ6ကနေစပြီးတော့ကြည်လာတယ်ပါနော်ကုလလို့စေတော့လုံးဝကိုပြပြမရှိသေးတော့အပိတ်လေးလုံးဖြစ်ပါတယ် โอเคဒါဆိုရင်ကျွန်တော်ထိတ်လေပိတ်ကိုတဆူတဆဲတဲ့ရှင်းပြပြီးတော့มาဖြစ်ပါတယ်ပေါ့เนาะဒီကျွန်တော်ကတော့ဒီအပိတ်လေးတုံးကိုပဲ19ချိန်မှာတုံးပြတော့มาဖြစ်ပါတယ်ညရ483အပိတ်ဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့ဒီမှာထပ်ဖြည့်မယ်ပေါ့เนาะအပိတ်လေးတုံးက4ခွန်83ဆိုပြီးဖြစ်ပါတယ်ခွန်83ဆိုတော့ကျွန်တော်ဒီမှာ၄ကမပါဘူးပါနော် ဆိုတော့ခွန်ချစ်တုံးဆိုတော့တုံးအမပါဘူးဆိုတော့ကျွန်တော်ခွန်ချစ်အပိတ်ဆိုပြီးဖြစ်ပါတယ်ခွန်ချစ်အပိတ်ပို့ပြီးအတားသားမယ်ပေါ့နော်အဆွေအပိတ်အားနေတာလေးတွေချက်ကြည့်အောင်ပေါ့နော်ထိတ်စီအားနေအလေအားနေအပိတ်အားနေနဲ့ထပ်ပြီးကြည့်အောင်ပေါ့နော်ထိတ်စီက၅တုံးဖြစ်ပါတယ်၅တုံးကဖြစ်ပါတယ်ပေါ့နော်၅နဲ့၃နဲ့က8ကဆိုပြီးဖြစ်ပါတယ်ပေါ့နော် D F ့၅တောင်းတောင်းညာနှစ်တင်နှစ်အဆိုရင်ကျွန်တော်ဒီအပိတ်ကအတင်းနှစ်အပိတ်ဆိုတော့၄ခွန်၈တောင်းပဲဆရာမရှိဘူးပေါ့နော်တောင်းညာနှစ်အပိတ်ဆရာမရှိဘူး၅တောင်းဆိုတော့ကျွန်တော်ဒီ၅အုပ်ပဲလို့ရတယ်ပေါ့နော်၅အုပ်ပဲလိုက်ရင်ကျွန်တော်ရှင်းတောင်းညာနှစ်၄အပိတ်၈၉၁၆အလဲ၄ခွန်၈တောင်းအပိတ်ဆိုပြီးဖြစ်သွားမယ်ခင်ဗျာအဆိုရင်ထိတ်စီလေးလုံးအလဲထိုင်လေးလုံးအပိတ်လေးလုံးဖြစ်ပါတယ်ခင်ဗျာโอเคဒါကတော့ကျွန်တော် မရှင်နိုင်ပြီးတော့ညာကွန်ပြီးတော့ချင်းချင်းရမှာဖြစ်ပါရယ်ခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့ရောက်ရှင်းစီကိုလည်းကျေးဇူးတင်ပါရယ်ခင်ဗျာ